အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel လေးကနေပြန်လည်ကြိုဆိုပါရစေ။နော်ဒါကတော့ကျွန်တော်ရဲ့ခရမ်း cycle လေးပေါ့နော်တနိုင်တစ်ပိုင်းခရမ်း cycle လေးဖြစ်ပါရဲ့။ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းတွေလည်းကျွန်တော်ခရမ်းငယ်လေးကိုချက်လောက်ကြည့်ပေးကြပါဦး။ဘောနော်ဒီခရမ်းငယ်လေးကဆိုလို့ရှိရင်တော့ဒါပေါ့နော်ဒါကျွန်တော်စခုနေပါပြီ။တော့တစ်ချက်လောက်ပြပေးပါမယ်နော်။ စကူနေပါပြီဒီပါနော်ဒီကောင်လေးဒါကျွန်တော်မနေရမှဒါခူလာပါဘောနော်ဒါမနေရမှကတော့အလုံးလေးကတော့တိတ်မကြံတော့ဘူးဒါပေမဲ့ဒီကောင်လေးတွေကဒါမနေရခူတဲ့ဆိုတော့ဒီကောင်လေးတွေကနည်းနည်းသေးလို့ဒါထားခဲ့တဲ့အလုံးအရွယ်အစားလေးတွေပေါ့နော်အဲဒီကောင်လေးဆိုလို့ရှိရင်နောက်9ရက်လောက်ဆိုလို့ရှိရင်ကျွန်တော်ဒါခူလို့ရပြီပေါ့နော် အဲ၄ရက်၅ရက်ပေါ့နော်အဲ့လောက်ဆိုရင်ကျွန်တော်တို့ခုလို့ရပါပြီဒီမှာပါအင်းเนาะဈေးကလည်းမဆိုးပါဘူးเนาะဈေးကလည်းအာအတော်အသင့်ရှိပါတယ်เนาะဒါ၅ရက်ကိုเนาะတစ်ခါခူးတယ်ပေါ့เนาะကျွန်တော်တို့ကတော့၅ရက်ကိုတစ်ခါခူးပါတယ်ဒီမှာဒီရလေးဆိုလို့ရှိရင်เนาะကျွန်မဆိုလို့ရှိရင်ဒါဆိုလို့ရှိရင်ခူးလို့ရတယ်เนาะဈေးကနည်းနည်းတယ်เนาะ ဒါသူနဲ့အလုံးပေါပွားဒီလေးဆိုလို့ရှိရင်ဈေးကောင်းရပါတယ်။ငားရက်ကိုတခါတော့ငွေငွေလေးရတော့မဆိုးပါဘူးနော်။ဒါကျွန်တော်ခရမ်းဆိုင်ခင်းလေးရဆိုလို့ရှိရင်ဒါကိုတနိုင်လေးပေါ့နော်။ကိုတနိုင်လေးငားရက်တခါတော့ငွေငွေလေးရတော့မဆိုးလောက်ဘူး။အဲတော်တော်လေးတော့အဆင်ပြေတယ်ပေါ့နော်။ဒီကတော့အဲကျွန်တော်အစာရေးစားပေါ့နော်။အစာရေးဆေးဝါးတွေတော့ အဲတုံးရတယ်ပေါ့နော်။အင်းအနေချင်းတော့ကျွန်တော်တို့တုံးရပါတယ်။ဒီစာရီပဲကျွေးရကြတော့ကျွန်တော်တို့ဒီခရမ်းကို၅ရက်တစ်ခါခူးပြီးတော့ကျွန်တော်တို့ဟိုပါပေါ့။အဲတစ်ခါခူးပြီးတော့အာဟိုပါပေါ့ဒီခရမ်းပေါ့နော်။ကျွန်တော်ဒီတစ်ခါလောက်ခူးပြီးမှအစာကိုကျွန်တော်တို့တစ်ခါပြန်ကျွေးရပါတော့နော်။ အဲလိုမျိုးအဲတချို့လူတွေဆိုတော့ဒီ9ရက်တစ်ခါလောက်ကြွေပြီးတော့အဲတစ်ခါပြန်ကြွေးရတယ်ပေါ့နော်ကျွန်တော်တို့ဒါတိုင်းတမိုင်းကြီးဖြစ်တဲ့အတွက်နော်နည်းလေးလေးစိတ်လေးလေးအကုန်ကြတတ်တာအောင်နော်အဲနှစ်ခါခူပြီးတော့မှနော်တစ်ခါလောက်ကျွန်တော်အစားကိုကြွေးပါတယ်ဆေးရတော့ဆေးရတော့ဒီဒီအပေါ်သားဆေးပါဆေးရတော့ကျွန်တော်လိုရင်လိုတလို့တော့ဖျားမိတယ်ပေါ့နော်အတီးကတော့ခရမ်းမှာကတော့နော် ဒီဂိုင်းဘူးတွေရှိတယ်เนาะတီလုံးဖောက်ဘူးတွေရှိတယ်အလောက်ပါပဲเนาะအဓိကတော့အဲ့တော့အဲ့ဒီဟိုပင်သေးပေါ့เนาะအာပင်သေးလေးတပင်သေးလေးအဲ့လိုမျိုးသေးတာမျိုးလေးတွေတော့ရှိတယ်เนาะအဲ့ဒါအဲ့ဒါလေးပါပဲကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းလေးပေါ့เนาะဒီမှာတစ်ချက်လောက်ကြည့်ပါဦးเนาะခင်ဗျားတရန်တမိုင်းဆိုပြီးမဲ့လို့လဲတော်တော်လေးတော့များပါတယ်เนาะတော်တော်လေးတော့များပါရဲ့ ဒီမှာနော်ဒီမှာအပွင့်နေရတော့ဒီမှာအပွင့်လည်းရှိတယ်နော်ဒီမှာဒီမှာအပွင့်လည်းရှိရဒီမှာအတီးကင်းလေးလည်းအဲအတီးကင်းလေးလည်းအဲဆင်းနေပါတော့နော်ဒါဆိုလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်ညောစုတာအရှင်ပြွားပြီပေါ့နော်ဒါတနွေလုံးနော်ဒါတနွေလုံးဒါအစာကျွေးရေးတင်းအဲအဲ့လိုပုံစံလေးနဲ့သွားလို့ရှိရင်ဒါတနွေလုံးအဲခုလို့ရပဲအနေထားလေးပေါ့နော်ခရံစီရတော့အခုနေရတော့လုံးဝကို ကောင်းတဲ့အထဲမှာပါပြီးမဲ့လို့လုံးဝအဆင်ပြေရဗျာနော်ငါ၅ရက်တစ်ခါလောက်ပုံမှန်ကိုကျွန်တော်ငွေလေးလုံးဝအဆင်ပြေပါရဲ့နော်ကျွန်တော်မိတ်ဆွေတငယ်ချင်းလေးပေါ့နော်ဒီလိုမျိုးကိုဒီလိုမျိုးတနိုင်တစ်ပိုင်းစိုက်ချင်လို့ရှိလို့ရှိရင်အဲစိုက်လို့ရတယ်ပေါ့နော်အမ်အများကြီးမဟုတ်ဘူးနော်ကိုတက်နိုင်လေးအစိုက်ထားမှဆိုလို့ရှိလို့ရှိရင်ဝင်ငွေလေးတော့အအဆင်ပြေပါတယ်ဒီမှာအပွင့်နေရလဲ အဲနော်အပွင့်လေးရလဲဆင်းနော်ဒီမှာအတီးကင်းလေးတွေဒါနောက်ပွင့်တဲ့ဟာလေးတွေတီးရဟာလေးပေါ့နော်အဲကျွန်တော်တစ်ချက်ပြပြမှာပဲနော်ကျွန်တော်ခူးတဲ့အနေထားလေးခူးတဲ့ဘလို့လုံဆိုင်ခူးတယ်ဆိုတော့အဲဒီလိုဒီလိုအလုံးပါပါအဲဒါအရှိရတော့ကျွန်တော်တို့ဒါအတော်ပဲပေါ့နော်နည်းနည်းလေးအလုံးပွအောင်လေကျွန်တော်တို့စောက်တာပေါ့နော်ဒီအလုံးပွမှဒီသူတို့ခေါင်းစေးပြရပါပေါ့နော် အဲ့လိုမျိုးတို့ခေါင်းစည်းဝေးတယ်ဒီလိုဒီလိုတော့ကျွန်တော်တို့ခူးလိုက်မယ်ဆိုလို့ရှိရင်တော့သူတို့အလက်ထဲပေါ့နော်ဒီအလက်ထဲထဲလို့ရှိရင်ဈေးရပြောမယ်ဆိုလို့ရှိရင်အာတရာလောက်နေရောက်ရတယ်ပေါ့တရာ150လောက်ကျွန်တော်တို့နေရောက်ရတယ်အဲ့ကြောင့်ကျွန်တော်တို့ဒီခေါင်းသီးဝင်အောင်ကျွန်တော်တို့ဒီအလုံးလေးပွအောင်ကျွန်တော်တို့စောက်ရပါပေါ့နော်အဲ့ဒါ9ရက်လောက်ကျွန်တော်တို့ဆောက်ရလို့ရှိရင်ဒီကောင်ဆိုလို့ရှိရင်ဒါလုံအောင်အလုံးပွပါမယ်နော် အလုံးပေါ်ပါပဲဒီမှာဒီဒီဂျာလေးဆိုတစ်ချက်ကြည့်နော်ဒီကောင်လေးဆိုလို့ရှိရင်ဒီမှာအပြော့နေသေးတယ်နော်ဒီအတာအလုံးပွားဖို့နော်အများကြီးကြက်နေသေးတယ်နော်ဒီကောင်ခူးလို့ရှိလို့ရှိရင်ဒီလိုမျိုးအလုံးဒါအလိုပြောင်ပြောင်လေးဖြစ်နေမှာပေါ့နော်အလိုအလုံးပြောင်လို့ဖြစ်ဒီလိုညှိလိုက်လို့ရှိရင်လည်းပြောင်အောင်ပြီးတော့မာနေမှာပေါ့နော်ဒီဒီအလုံးအရွယ်အစားအရှေ့ရတော့နော်အရှေ့ရတော့ ရှာရမှာเนาะကျွန်တော်အဲ့ဒီနဲ့အလုံးပွားအောင်လေကျွန်တော်တို့စောက်တာပါเนาะဒါကျွန်တော်ဒါမနီးရမှာခူကားတဲ့เนาะဒါမနီးရမှာခူကားအာဒီကောင်းလေးဆိုလို့ရှိရင်ဒီမှာကြည့်အဲဒီကောင်းလေးဆိုလို့ရှိရင်เนาะဒါဆိုဒါ site ဝင်တဲ့အနေထားလေးတော့ရှိတယ်ဒါပေမဲ့ဒီမှာနည်းအလုံးလေးနည်းနည်းလေးပွားဖို့ကြံသေးတယ်ပေါ့เนาะအလုံးပွားမှာကျွန်တော်တို့ခေါင်းကြီးတယ်เนาะခေါင်းကြီးတယ်ဝင်တာပေါ့เนาะအဲ အဲဒီရမျိုးတွေဆိုလို့ရှိရင်ဒါလေးတွေอืมနော်အရှိရတော့ဒီအတော်ပဲအဲ့လိုမျိုးအလုံးပွားဖို့ရှိသေးတယ်ပေါ့နော်ဒီမှာနော်ခရမ်းကတော့တော်တော်လေးတော့အတိခင်းရဟိုအတိခင်းရအပွင့်ရဆင်းနေပေါ့နော်ဒါနောက်ထပ်ဒါကျွန်တော်ခုလို့ရှိရင်အဲ ခူးလိုက်လို့ရှိရင်တော့เนาะဒါကကျွန်တော်မနေ့ကခူးတာ၄ရကျော်ရတာပေါ့เนาะ၄ရကျော်အလုံး၄ရကျော်เนาะဒါအများကြီးတော့မဟုတ်ဘူးเนาะသူများတိုင်းနဲ့ဟိုတကယ်ဟိုအများကြီးဆိုက်ရလူနဲ့တော့ကျွန်တော်ကကျွန်တော်ကတော့ရှင်လို့တော့မရဘူးเนาะသူများတိုင်းရှင်လို့မရဘူးဒါကျွန်တော်ရဲ့တနိုင်လေးပဲဆိုက်ရပါဘူးเนาะတနိုင်လေးဆိုက်ရတဲ့အတွက်အဲအိမ်စိတ်လေးလည်းအဆင်ပြေတယ်เนาะဟိုတလားတလားကိုလည်းအာလာလန်တွက်ကြည့်မယ်ဆိုရင်တလဝင်ငွေရမစိုးရเนาะအာ မဆိုးဘူးတော်တော်လေးအဆင်ပြေပါတယ်ဟုဆို၅ရက်တခါကိုလဲအဲဒါဆေးသုံးလို့ရတယ်မဆိုးပါဘူးနော်အဲကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းတွေလည်းဝါသနာပါလို့ရှိဘူးနော်ကို channel မှာနော်ဒါဆိုကျွန်တော် channel မှာပဲဒါကျွန်တော်နော်တဏှာကြီးဆိုက်ရတဲ့အတွက်အဲဝင်ဝင်လေးရတော့အဆင်ပြေတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းတွေလည်းဒါပေါ့နော်ဒီလိုမျိုး ဝါသနာပါလို့ရှိလို့ရှိရင်ဒီမျိုးကုတ္တနိုင်လေးဘလို့အပင်မျိုးစားပဲဖြစ်ဘူးเนาะကုတ္တနိုင်တစ်ပိုင်းလေးအဲစိုက်လို့ရှိလို့ရှိရင်တော့လုံးဝနော်ဝင်ဝင်လေးလည်းရမယ်နော်နေ့တိုင်းပုံမှန်လေးဝင်ဝင်လေးရမယ်လုံးဝအဆင်ပြေပါတယ်နော်ကျွန်တော်ရဲ့မိတ်ဆွေတငယ်ချင်းနေနော်အင်းအဲစိုက်ကြည့်ပါဘောနော်တိုင်းတစ်ပိုင်းလေးအင်းတိုင်းတစ်ပိုင်းလေးကိုလည်းအင်း စားလို့ရတာပေါ့ဗျာเนาะနောက်နောက်ဆောက်ဆေးမကောင်းရင်တော့စားလို့ရတယ်เนาะကိုရက်ထဲရွာတွေကလူတွေကိုလည်းเนาะအဲပီချွေးလို့ရတာပေါ့ဟုတ်ပါအေးကျွန်တော်ဗီဒီယိုလေးကဒီလောက်ပါပဲเนาะဒါကျွန်တော်ခရန်ကလင်းကိုပြပေးတာပါเนาะကျွန်တော်ရမေဆိုတဲ့ငယ်ချင်းနေစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့လူရင်းစနအားလုံးပြည့်ဝကြပါစေ